မြန်မာနိုင်ငံအတွင်းရှိပြည်သူတွေအခြေခံကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာယုံ UNOBS ကမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကျန်းမာရေးနဲ့အားကစားဝေကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာယုံ UNOBS တာဝန်ရှိသူတို့ဦးရဲ့ပြောကြားချက်အရသိရပါတယ်အဲ့ဒီလိုမြန်မာနိုင်ငံအတွင်းရှိချိုးတဲ့တဲ့ပြည်သူတွေအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုရရှိစေဖို့မြန်မာနိုင်ငံတဝမ်းရှိကျေးလက်နေဒေသတွေနဲ့မြို့ဆုံတွေမှာပနာမကျမ်းမာရေးဆောက်ရှောက်မှုကိုရ14ခုကနေ18ခုတိထောက်ဖို့ကိုလည်းကိုရီတူးမြန်မာကအမေရိကန်ဒေါ်လာ3.3တသက်ကူညီပံ့ပိုးပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာယူ UNOPS နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျာ။ ပနာမကျမ်းမာရေးစောင့်ရှောက်မှုကွန်ရက်တွေပူးပေါင်းတည်ဆောက်တာဟာပြည်သူတွေအတွက်ကျန်းမာရေးအစဉ်တန်းမြင့်တင်မှုတွေနဲ့မိုဘိုင်းဆက်သွယ်ရေးပညာရေးအားသာချက်တွေကိုအသုံးပြုပြီးကျန်းမာရေးဝန်ဆောင်မှုတွေကိုရရှိနိုင်မှာဖြစ်တယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးစိုးသိန်းကပြောပါရယ်။ပြည်နယ်တိုင်းဒေသကြီး9ခုမှာကျွန်တော် Primary Health Center တွေဖွင့်ပြီးတော့ကျန်းမာရေးဝန်ဆောင်မှုတွေပေးမဲ့ Center တွေဖွင့်ပြီးဆောင်ရွက်သွားမဲ့စီမံကိန်းတွေအတွက်လည်းကျွန်တော်တို့များစွာဖော်ပြခွင့်ပြုပါရယ်။ဒီလိုအခြေခံကြတဲ့ ကျမ်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေတစ်ဆင့်ကျမ်းမာရေးဆိုင်ရာတရင်ချက်တွေအဆင့်မြင့်ကျမ်းမာရေးစောင့်ရှောက်မှုဆောင်မှုတွေကိုပါဖေးသွားနိုင်ဖို့ကျွန်တော်တို့ညွှန်ညွှန်မှန်းပါတယ်အဲ့ဒီပနာမကျမ်းမာရေးဆောက်ရှောက်မှုကူရဲဟာကိုဝင်ဆောင်မိခင်ဆောက်ရှောက်ရေးမွေးကိစ္စကလေးဆောက်ရှောက်ရေးနဲ့ကလေးတငယ်ကျမ်းမာရေးတို့ကိုအလေးပေးဆောက်ရွက်သွားမယ်လို့သိရပါဗျ။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးနေတဲ့အစီအစဉ်ကိုကျန်းမာရေးနဲ့အားကစားဝေကြီးဌာနကဆောင်ရွက်နေချိန်မှာကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာမြန်မာ UNOPS အနေနဲ့ဥရီဒူးမြန်မာနဲ့လုပ်ငန်းပူးပေါင်းဆောင်ရွက်တာကတဖက်တလန်းကကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံးရဲ့ဒါရိုက်တာမစ္စတာနီကိုလက်ဂျော့ဂျီကပြောပါတယ်။ပမာဏကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာမြန်မာနိုင်ငံအတွက်မိခင်တွေမူကိစ္စကလေးတွေ ကလေးသူငယ်တွေကူးစက်ခံနေရတဲ့အဆုတ်နာယောဂါငှက်ဖျားယောဂါ HMV AIDS စတဲ့ယောဂါတွေကိုမကူးစက်အောင်အလေးပေးဆောင်ရွက်သွားမှာပါအပြည်ပြည်ဆိုင်ရာကျန်းမာရေးလွှမ်းခြုံမှုရဖို့ဆိုတာမြန်မာနိုင်ငံအနေနဲ့အကောင့်ထယ်ပေါ်ဖို့ကကျန်းမာရေးဆိုင်ရာအဆောက်အဦတွေစောင့်မယ်အည်သေးပြည့်မီတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုနိုင်ငံတော်အလုံးပေါ်ဆောင်သွားပါမယ်ကျွန်တော်တို့ပမာဏကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုကျန်းမာရေးဌာနတွေကတေချာတင်နန်းပေးထားတဲ့ဝန်ထမ်းတွေနဲ့လှုပ်ဆောင်ပေးသွားပါမယ် ဒီသတင်းကို Central News Bureau ကအေမီဆန်ကပေးပို့တာဖြစ်ပြီးကျွန်မအီဖြွေဝေကတင်ဆက်ထားတာပါ